လမ်းလျှောက်ခြင်းသည် ကောင်းသည်တော့တော့စိတ်ဝင်စားရဆိုအဆုံးထိကြည့်ပေးပါအရေးကြီးပါတယ်လမ်းလျှောက်ခြင်းသည်ယောဂသည်တွေရဲ့ဆေးဖြစ်တယ်ခင်ဗျားတို့ကျွန်တော်တို့ချမ်းမာတဲ့သူတွေယောဂမဖြစ်ခြင်းသူတွေအတွက်လမ်းလျှောက်ခြင်းတစ်ခုတည်းနဲ့မလုံလောက်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်အမြဲတမ်းပြောနေတယ်ဝိမာပါကြွက်သားတီဆောက်ပါဆိုတာကြွက်သားတီဆောက်ဖို့အမြဲတမ်းပြောနေအောင်ကျွန်တော်ကဂျင်းဖွင့်တာလည်းမဟုတ်ကာဗလာပြိုင်မိုးဝင်နေကာဗလာမောင်လည်းမဟုတ်ဘာကြောင့်ကြွက်သားတီဆောက်ဖို့ပြောလဲဆိုရင် တတ်ရှိကျမ်းမှာဖို့အတွက်လိုအပ်လို့ခန္ဓာကိုယ်မှာခြေသင်ရှိထိုက်တဲ့ကြွက်သားဓုတွေမရှိဘဲနဲ့မိတ်ဆွေခန္ဓာကိုယ်မှာရှိတဲ့ strength ဆိုတဲ့ခွန်အားလည်းရှိမှာမဟုတ်ဘူးအာတတ်ရှိကျမ်းမှာခြင်းလည်းရှိမှာမဟုတ်ဘူးယောဂဟန္တာကဝင်နိုင်သောလည်းရှိမှာမဟုတ်ဘူးခမားပဲပြောနေတာကျွန်တော်တို့အဖိုးတွေခက်ကဝိမားလူမရှိဘူးခြင်းတွေမရှိဘူးဘာတွေပြောနေရလဲဆိုကျွန်တော်ကလည်းပြန်မေးခြင်းကျွန်တော်တို့အဖိုးတွေဘိုးဘေးဘီပင်လက်ထက်ကလက်ထဲမှာကင်တာပေါက်တူးတွေတူးရင်းတွေတခုသဲမယ်ဆွဲမယ်မမယ်တွုံးမယ် ခင်ဗျားတို့ကျွန်တော်လက်ထဲမှာဒီဖုန်းလေးကင်လာတာဒီလက်တည်းရဲ့ grip power ကမိုးနဲ့မြေကကွာသွားပြီသူတို့ခင်မှာအလွယ်တကူစီးလို့ရတဲ့ကားဓာတ်လေကမရှိဘူးရုံးဆိုဖာဆက်တီမရှိဘူးဇင်ကန်ပစ္စည်းတွေမရှိဘူးဘလောက်ချမ်းသာလူဖြစ်ဖြစ်လိုချင်တာကိုတောင်းတောင်းထကိုယ်တိုင်ထလောက်ရတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ရှင်သန်မှုအရေးသွေးခြင်းမတူကျွန်တော်တို့ဘိုးဘွားဘီဘီနေရဲ့ဒီ grip strength လို့ခေါ်တဲ့လက်ချောင်းလေးတွေတန်ဆွမ်းမှုတော့ကျွန်တော်တို့မရှင်နိုင်ဘူး တော့ကျွန်တော်တခါလဲကွန်တက်လေးတဘုတ်တင်မှုလေ1980လောက်ကအမျိုးသားတွေကအသက်30အရွယ်အမျိုးသားတွေကဒီနေ့ခေတ်အသက်30အရွယ်အမျိုးသားတွေရဲ့တက်ဆိုဆိုနှစ်ဆရှိတယ်။အဲတော့ကျွန်တော်အများကြီးနောက်ကျကြံခဲ့ပြီ။အဲ့တော့ဒီနေ့ခေတ် life time မှာဘာမှဝါဒီမများနဲ့ဝိမားဖို့လိုရတယ်ကြွက်သားတည်ဆောက်ဖို့လိုရတယ်။မလိုအပ်ဘူးလို့ထင်ရင်လည်းမိတ်ဆွေရဲ့လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုကျွန်တော်တို့က marketing ရှင်းစရာဘာအကြောင်းမှမရှိဘူး။ကျမ်းမာစေခြင်းလို့ပြောခြင်းသာဖြစ်ပါတယ်။လမ်းလျှောက်ခြင်းဒီကောင်းသည်တို့တော့ ကြွက်သားတိဆောက်ဖို့လိုအပ်ပါတွေးစရာတစ်ခုရရဲ့ဆုံးမှာပြပါကျွန်တော်ကုနိုင်ဦးပါကျေးဇူးတင်ပါတယ်